ထိုင်းနိုင်ငံလေးလာနေတဲ့သူတွေအတွက်ဒီနေ့မှာကျွန်တော်လေ့ကျင့်ခဲ့တဲ့အင်စာလေးတစ်ခုကို sharing လုပ်ပေးချင်ပါတယ်။ဒါကကျွန်တော်လက်ရှိမှာတက်နေတဲ့ထိုင်းစကားပြောတည်တံ့တဲ့နိုင်ငံရဲ့73ရဲ့မြောင်းနေအင်စာလေ့ကျင့်ခံမှာဖြစ်ပါတယ်။ဆိုတော့ပထမအဦးဆုံးမှာသွားသင်ကန်းစာရင်ပေးတယ်။ပြီးမှသင်ကန်းစာနဲ့သက်ဆိုင်တဲ့အင်စာလေ့ကျင့်ခံပေးတယ်ပေါ့နော်။အင်စာပေးတဲ့အခါမှာသူက1ကနေ15အထိဒီမြန်မာလိုပဲပေးတာပေါ့နော်။ဒီမှာရေးထားတဲ့ထိုင်းစာနဲ့အတန်တကကျွန်တော်ဘာသာရေးတာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီသင်ကန်းစာမှာဝါဆိုတဲ့စကားလုံးကိုဝါကြတိဆောက်တဲ့အခါဘယ်နေရာမှာထားတုံးတာလဲဆိုတာကိုသင်ပေးသွားတာဖြစ်တယ်။မိမိအနေနဲ့လည်းဒီဝါဆိုတဲ့စကား လုံးကိုဝါကြတိဆောက်တခါဘယ်နေရာမှာထားတုံးတာလဲဆိုတော့သိကျင်နေဆိုလို့ရှိရင်တစ်ကနေ15ဒီရေးထားတဲ့ဒီမြန်မာလိုမြန်မာစာရေးကြီးကိုပဲကိုဘသားကိုဝါကြတိဆောက်ကြီးလို့ရရတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်အင်စာလေးကျင်ရလောက်တာဖြစ်တဲ့အတွက်ကျွန်တော်လေ့ကျင့်ထားတဲ့ဒီထိုင်းစာတွေမှာစကလုံးအရှင်းအောင်မှားတာမျိုးဒါမှမဟုတ်ဝါဟိုနေရာထားမှားတာမျိုးဒါမှမဟုတ်အတတမပြေတာမျိုးအစားရှိတဲ့ပြည့်လိုအပ်ချက်တွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်း comment မှာအကြံပြုရေးသားပေးခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်စလိုက်ပြီပေါ့နော် ံပါတ်1ကကြတော့ဘယ်သူခေါင်းဆောင်ကိုမသွားပြောသေးတာလေလို့တတိကမေးတယ်။ထောက်ကယ်ထားမွာထောက်ကယ်ထားမွာတတိကမေးတယ်။အမ်ခရိုင်ยังไม่ไปบอกคนหน้าထောက်ကယ်ထားမွာခရိုင်ยังไม่ไปบอกคนหน้าနံပါတ်1ကကြတော့ဘယ်သူကိုမှမတောင်းပန်ဖူးဖူးလို့သူပြောတယ်။အဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမြန်မာမြန်မာစာပဲဖြစ်ဖြစ်ထိုင်းစာမှာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်လို့ဆိုတဲ့ဝါဆိုတဲ့စကားလုံးလေးကိုအယောင် မတူတဲ့အကြောင်းတွေထည့်ပေးထားတယ်ပေါ့နော်ဒီကကြီးတဲ့သူအတွက်ကောပြီးတော့ကျွန်တော်ကိုယ်တိုင်အာလေ့ကျင့်တဲ့အတွက်ရောဒီဝါဆိုတဲ့စကားလုံးပို့ပြီးတော့ထင်သာမြင်သာရှိအောင်လို့မှတ်မိလွယ်အောင်လို့အကြောင်းခွဲထားတာဖြစ်တယ်ပေါ့နော်နာမည်နဲ့မှာဘယ်သူကမှမတောင်းပန်ဘူးလို့သူပြောတယ်ဆိုလို့ရှိရင်ခေါင်ပေါကွာမိုက်ခေခေါ်ထုတ်ခရိုင်းခေါင်ပေါကွာမိုက်ခေခေါ်ထုတ်ခရိုင်းနံပါတ်3ကဘယ်သူကျွန်တော်ကိုဆဲတာလဲလို့သူမေးတယ်ခေါင်ထာမွားခရိုင်တာဖုံခေါင်ထာမွားခရိုင်တာဖုံ နံပါတ်၄ကျတော့ဘယ်သူကိုယူသွားပေးဖို့လိုတာလဲလို့ခေါင်းဆောင်ကမေးတယ်။ဟူဝနာထာမဝတောင်းအောင်ပိုင်ဟိုက်ခရိုင်းတောင်းအောင်ပိုင်ဟိုက်ခရိုင်းခေါင်းဆောင်ကမေးတယ်ဘယ်သူကိုယူသွားပေးဖို့လိုတာလဲလို့ပေါ့နော်။ဆိုတော့နံပါတ်၅ကျတော့ဘယ်သူကိုပြောပေးဖို့လိုဘယ်သူကိုပြောပေးဖို့လိုလဲလို့ကျွန်တော်အကိုကိုမေးတာ။ဖုံထာမဖြူဝတောင်းပေါ်ခိုက်ခရိုင်း ผมถามพี่ว่าจะนอกูมีดากะผามีดาเลยสุรต้องบอกให้ใครประตูกูปีบุรูดาเลยรูปใน้วแมเชาวว่าจะรออาม่ากูมาปีตีบุรุเทเนแค่ว่าเทเน่บ่เนาะแค่แค่ว่าเทเน่อาม่ากูมาปีตีบุสุรยังไม่หายพี่ยังไม่ให้พี่ ยังไม่ให้พี่แค่ว่ายังไม่ให้พี่อาม่ากูมาปีตีบุรุเทเนแล้วแม่ขอาจจะรอตัวเจะนอกูมาลากูราพูรุเทเนแค่ว่าเขางน่าจะไม่ มาช่วยผมคือว่าเขา น่าจะไม่มาช่วยผม เทเนะตัวจันทร์ลำพูลำพูลุแล้วเชื่อใจเราของสองบีบีบีลุจันทา์เทเนะผมคือว่าจันทา์เทเนะของสองกูบีบีบีลุให้วันนั้นแล้ว ผมคือว่าให้วันนั้นแล้วของสองบีบีบีลุจันทา์เทเนะแล้วกูว่าจ้ะเราจันทา์กูมาลาปีเตปูลุเทเนะคือว่ายังไม่มาให้ผม คว่ายังไม่มาให้ผมเอ่อจรเราไม่ลาไปได้ปุโลทีเนี่ยนัมเบอร์10อ่ะจ้ะတော့မလာပြီးတော့ဘူးလို့သူကျွန်တော်ကိုပြောတယ်ခေါင်ဘောက်ဖုံว่าไม่มาให้แล้วခေါင်ဘောက်ဖုံว่าไม่มาให้แล้วသူကျွန်တော်ကိုပြောတယ်အမလာပြီးတော့ဘူးလို့မလာပြီးတော့ဘူးလို့သူကျွန်တော်ပြောတယ်နံပါတ်7ကသူသူ့ကိုဘယ်သူခေါ်တာလဲလို့သူတထေးကိုမေးတယ် คำถามเท่าเกว่า ใครเรียกเขาในภบษสตรงอ่ะไปดูเจ้าหน้ากูขอดาลุกอกูเทนเลยพี่คิดว่าใครเรียกผม พี่คิดว่าใครเรียกผมไปดูเจ้าหน้ากูขอดาเลยลูกกูเทนเลนวะไปดูของสองกูต้อนม่ดาเลยลุไปดูของสองกูต้อนม่ดาเลยลุตุ้มไม่ได้าำถามว่าใครไปถามกันหน้า ไปดูของสองกูต้อนม่ดาเลยลุตุ้มไม่ได้ ခေါင်းဆောင်ဘသူကိုသွားမိတာလို့အကိုထင်လဲဖေခေဝါဟူဝနာပိုင်ထမ်ခိုင်ဖေခေဝါဟူဝနာပိုင်ထမ်ခိုင်ခေါင်းဆောင်ဘသူကိုသွားမိတာလို့ကိုထင်လဲပေါ့နော်ဆိုတော့ဒါကအင်စာလေ့ကျင့်ရဲ့15ကြောင်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောသွားတဲ့အထက်မှာအအတန်တက်မပြီးတာဆာရှိတစ်ဖြည့်စကလုံးနေရာထားမှားတာဒါမှမဟုတ်ဝါးကိုတုံးတာလိုအပ်ချက်တွေဆာရှိတစ်ဖြည့်လိုအပ်ချက်တွေရှိခဲ့တယ်ဆိုလို့ရှိရင် comment ကနေပြီးတော့ ဝင်ရောက်အကြံပြုပေးတော်လို့ရပါတယ်။ဒါကကျွန်တော်လက်ရှိမှာတက်နေတဲ့ Transcribe တိတက်တင်တန်းရဲ့အင်စာလက်ကျင်ငန်းပဲဖြစ်ပါလေ။အတုံးအတွက်အကျိုးရှိမယ်ထင်လို့လာရောက် share လုပ်ပေးတာဖြစ်ပါတယ်။ဒါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဗျာ။